ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သူမိမဒီငါမိမသူတီးမယ်ဖန်ပင်ပင်ဇလန်လေးကိုတင်ဆက်ပေးကြပါမယ်ပေကျင်းမြို့ကအနိတ်သမလေးဖန်ပင်းတရားအနိတ်ခမ်းလာတဲ့ပူရိသတ်တွေရဲ့ဓိကပားကြီးကပားလောက်တာတွေကိုပါပန်းနဲ့နဲ့ရှောင်းတင်းရင်နဲ့ဝမ်းစာအတွက်ရှာဝေစားတောင်းနေရတဲ့သူတယောက်ဖြစ်ပါတယ်။အလုတ်ပြီးလို့ရေချိုးပြီးတဲ့ချိန်သူမတငယ်ချင်းကိုဆက်ပြီးညှက်ပေးရင်နဲ့ပေကျင်းမြို့ကိုအိမ်မက်ကိုစီနဲ့လာခဲ့ကြတဲ့သူတွေမို့လို့အလားပြန်ဆိုင်ဖွင့်ကျင်နေသူမအိမ်မက်ကိုပြောပြနေခဲ့ပါတယ်။ ်အလုပ်ပြီးတော့အိမ်ပြန်ရင်းနဲ့သူမတငယ်ချင်းရဲ့ကြီးစားဖြစ်သူချိန်ထားတဲ့အကြောင်းကိုပြောရင်းနဲ့ကြီးစားနဲ့တွားထိတ်ရင်အလှဆုံးပြည်စင်သွားဖို့အကြံတောင်းလိုက်ပါတယ်မျိုးပြရဲ့စင်ကြေဖုံးတနေရကတိုက်ခန်းချင်းလေးတဲကိုပြန်ရောက်လာတော့ယောက်ျားဖြစ်သူကညသာစားဖို့စောင့်နေခဲ့ပြီးတော့သူမကလည်းယောက်ျားဖြစ်သူနဲ့အတူညစာလေးကိုဝင်စားလိုက်ပါတယ်။သူတို့လင်မယားနှစ်ယောက်ကတော့နေမျိုးလေးကနေပေကျင်းမျိုးပေါ်ကိုတက်လာခဲ့တာဖြစ်ပြီးတော့ချမ်းသာဖို့စူးစမ်းနေကြတဲ့သူတွေပါ။ ယောက်ျားဖြစ်သူကအထက်မြင့်တိုက်ခန်းမှန်တွေတန်ရှင်းလုပ်ရတဲ့အလုပ်သမားဖြစ်ပြီးတော့မိမဖြစ်သူကတော့အနှိတ်ခမ်းကအနှိတ်သမားလေးတယောက်ဖြစ်ပါတယ်။ငွေရေးကြေးရေးမပြည့်စုံကြတဲ့ထမင်းဝိုင်းလေးဆိုတော့သူတို့အတွက်တိတ်ဆိတ်နေခဲ့ပြီးတော့ယောက်ျားဖြစ်သူကိုလည်းသူမအလုပ်ကိုမလာဘူးတတိပေးလိုက်တယ်။အကြောင်းကတော့သူမအတွက်ခက်ခက်ခဲခဲအလုပ်လေးတစ်ခုရထားတာဖြစ်ပြီးတော့ယောက်ျားရှိတာကိုတတိတည်သွားရင်အလုပ်ထုတ်မှဖြစ်တဲ့အတွက်ကြောင့်ပါ။ စားပြီးတော့ပြီးတော့သူမအိမ်သာတက်နေတော့ယောက်ျားဖြစ်သူကရေချိုးဖို့ဝင်လာပြီးသူကြည့်ခဲ့တဲ့ညဉ့်ညက်ကားတဲ့ကလို့လှုပ်ကြည့်ခြင်းကြောင့်ပြောရင်းနဲ့ရေချိုးကန်းထဲမှာလဲထွန်ကြရင်းနဲ့နှက်ပြီးတက်လိုက်ကြပါတယ်။မနေ့ရောက်တော့အလုတ်ထဲမှာအလှပြင်းနေရင်အခန်းပြင်မှာရုတ်ရုတ်တဲတဲအတန်တွေကြောင့်တွားကြည့်ချိန်မှာတတိကရှောင်းမေးကိုစူးနေတာတွေ့လိုက်ရပါတယ်။အကြောင်းကတော့သူမတို့ဆိုင်ကိုလာတဲ့ကစတမာတယောက်ကသူမရဲ့စနေနှက်ခိုင်ကိုအပိကိုင်းနေလို့တဲထုတ်လိုက်လို့ဖြစ်ပါတယ်။ ဒီလိုရဲ့ကြောင့်တထေးကရှောင်းမိကိုနောက်နေ့အလုပ်စင်းစရာမလိုတော့ဘူးလို့ပြောလိုက်ပါတယ်။အသက်ငယ်ပြီးတော့အတွေ့အကြုံနည်းသေးတဲ့ရှောင်းမိကိုဒီတခါတော့ခွင့်လွှတ်ပေးဖို့ဖန်ပင်ပင်ကတောင်းဆိုနေပေမဲ့ရှောင်းမိသားအလုပ်ဆက်စင်းရင်ငါလည်းဒီဝါလီခံရတော့မယ်လို့ပြောပြီးတော့လှည့်ထွက်သွားခဲ့ပါတယ်။လွမ်းစရာရှိလေနာစရာနဲ့ဖြေရတဲ့ဘွားရီမို့လို့ဖန်ပင်းနဲ့ရှောင်းမေတို့နှစ်ယောက်သား PE လေးကစ်ပြီးတော့ပြဿနာတွေကိုမေ့ဖို့စူးစမ်းလိုက်ကြပါတယ်။ PE ရဲ့ချိန်လေးတက်နေတဲ့ဖန်ပင်းကတော့ ။သူမလှုပ်ဟိုတယ်ကနှိတ်ခမ်းစီပြန်လာလိုက်ပြီးတော့ဧည့်သည်မဝင်သေးတဲ့အခန်းလို့တစ်ခုမှာမိမသားပြီးပြီးအောက်ဆိုင်လွတ်ပြီးတော့ဝင်အိတ်နေလိုက်ပါတယ်။ဒီအခွင့်ရေးကိုကြာကြာချောင်းနေတဲ့တထင်းနဲ့တွေးလိုက်ရပြီးတော့ကြာကြီးတယောက်တာစုလာပါတော့တယ်။ဖြစ်ချင်တော့ဒီခန်းကိုဧည့်သည်တွေလာတော့မှဆိုတော့သူမကိုအခန်းထဲကထွက်ဖို့ဖန်ပင်းပင်းကိုဆွဲထုတ်လိုက်တဲ့အခါမှာတော့ပြီးအချိန်တက်နေတဲ့ဖန်ပင်းပင်းကတထင်းဤကြွေနဲ့သူမယောက်ျားဤကြွေမှပြီးတော့ဆွဲလိုက်မိပါတယ်။အစင်ပြေသွားပြီဖြစ်တဲ့တထေးကတော့ဖန်ပင်းကိုအလိုက်တင်လေးဟန်ဆောင်လိုက်ပြီးတော့နက်ပြီးတက်လိုက်ကြပါရဲ့ မျက်လုံးလေးမှိမ့်ပြီးတော့နှက်ပြည့်တက်နေရင်မျက်လုံးဖွင့်ကြည့်လိုက်တော့သူမယောက်ျားမဟုတ်ပဲသူမကိုလဲထုံနေတဲ့တတိဖြစ်နေလို့အလန်တကြားညင်းနေပေမဲ့ဇက်ရှိတ်တက်နေတဲ့တတိကတော့နှစ်တိုးကျိုးပြတ်ဖြစ်ပါတော့တယ်။သူမလည်းရုန်းကန်နေခဲ့ပေမဲ့အောင်လာလိုမျိုးချုပ်ကွက်တီအောင်မှာအဆင်ပြေသွားခဲ့ရပြီးတော့မကြခင်ပြတင်းပေါက်ကနေမှန်တန်ရှင်ရေးလုံနေတဲ့ယောက်ျားဖြစ်သူကိုအထိတ်တလန့်တွေးလိုက်ရပါတယ်။သူမယောက်ျားမှမသိတဲ့တတိကတော့သူတို့နှက်ပြည့်တက်နေတာကိုချောင်းကြည့်လို့ဆဲဆူဒေါသထွက်နေခဲ့ပါတယ်။ ။ဖန်ပေမင်းယောက်ျားကတော့ဒီမြင်ကွင်းကိုပို့ပြီးတော့ဒေါသထွက်သွားခဲ့ပြီးတော့နှစ်ယောက်လုံးတက်ပြစ်မယ်ပြောရင်လည်းဟိုတယ်ထဲဝင်လာတဲ့အတွက်လုံခြုံရေးတွေကဆွဲထုတ်သွားရတဲ့အခြေအနေအထိကိုဖြစ်သွားခဲ့ရပါတယ်။သူမဖောက်ပြန်နေတာကိုမြန်ဝါထင်ထင်မြင်တွေ့လိုက်ရတဲ့ယောက်ျားကတော့တိုက်ခန်းချင်းလေးထဲမှာတယောက်တည်းကြေကွဲနေတဲ့အတွက်ယောက်ျားဖြစ်သူကိုလည်းကိုကိုကကြိုးမထွက်သေးပါဘူးဆိုပြီးတော့နှစ်သိမ့်ပေးလိုက်ပြီးတဲ့နောက်နှစ်ယောက်သားပြန်အစီပြေသွားပြီးတော့နှစ်ယောက်သားနှက်ပြေတက်လိုက်ကြပါသေးတယ် ဟိုတယ်မှာတော့ရွှေကြာလေးတစ်ယောက်နဲ့နှက်နေတဲ့တထေးစီကိုဖုန်းတလုံးဝင်လာခဲ့ပါတယ်။ဒီဖုန်းကတော့ဖန်ပြရဲ့ယောက်ျားပုံဖြစ်နေခဲ့ပြီးတော့သူ့မိန်းမကိုလဲထွန်လိုက်လို့ဒေါ်လာ200တောင်းနေခဲ့တာဖြစ်ပါတယ်။နောက်နေ့မနက်ဖန်ပင်းတရားအလုပ်ကိုရောက်လာတဲ့အခါမှာတော့သူမအတွက်အခက်အခဲတွေဖြစ်သွားခဲ့ရပါတယ်။ဒါကတော့ယောက်ျားဖြစ်သူကဒေါ်လာ200တောင်းခဲ့တာကြောင့်ဖြစ်ပြီးတော့သူ့အနေနဲ့ဒေါ်လာ200ပဲပေးနိုင်တယ်လို့ပြောပြီးဖန်ပင်းကိုလည်းအနှိမ့်သက်မှလေးအလုပ်ကနေထုတ်လိုက်ပါတယ်။ ဖန်ပင်းကတော့တတိယစကားကိုတင်းတင်းမာမာပဲပြန်လည်ခြေပါလိုက်ပါတယ်။အเจ้าကတော့သူမအတွက်သူမကိုသာအလို့ထုတ်လိုက်ရင်စကတ်ပေါ်ကကြံခဲ့တဲ့တတိယကော်ရီတွေကိုတတ်တည်လို့ပြီးမရိမှုနဲ့တရားစွဲမယ်ဆိုပြီးတော့ပြောလိုက်လို့ဖြစ်ပါတယ်။သူမရဲ့စကားကြောင့်ကြောက်လန့်သွားတဲ့တတိဖြစ်သူကအနှိတ်ခမ်းမှာပဲသူမကိုပြန်အလို့လုပ်ခွင့်ပေးလိုက်ရပါတယ်။ဒီအနေနဲ့လုပ်ငန်းကတော့လင်မယား၂ယောက်ပေါင်းပြီးဖွင့်ထားတာဖြစ်ပြီးတော့ယောက်ျားဖြစ်သူရဲ့ဒီလုံးရက်တွေကိုမတိသေးတဲ့တတိကတော်ကတော့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေခဲ့ပါတယ်။ တရက်တော့အနှိတ်လာကန်တဲ့တငယ်ချင်းဖတီးမနဲ့သူတို့ရဲ့အိမ်တော်ကြီးအကြောင်းတွေကိုဖောက်တယ်ချနေတဲ့ချိန်ဖန်ပင်းယောက်ျားအကွန်ရောက်လာပြီးတော့ဖြစ်သမျှကိုဝွင့်ဝွင့်ထင်ထင်ရှင်းပြလိုက်တဲ့အတွက်တထေးကတော်တရားဒေါသကြီးကြီးထွက်သွားပါတော့တယ်တထေးကတော်ရဲ့ဒေါသကကြာကြာမခံလိုက်ပါပဲနဲ့ဖန်ပင်းရဲ့ယောက်ျားကအချောလေးဆိုတော့လေတံကိုပြောင်းလိုက်ပြီးတော့နေမိမကိုဟိုကပါတော့နေရလက်စားချင်တဲ့အနေနဲ့သူ့မိမကိုပြန်မလာလို့ဒေတိုးကြီးပြောချလိုက်ပါတယ် အာကွန်လည်းအင်တင်တင်လုံနေတဲ့ချိန်တတိကတော်ကပါအာကွန်ကိုထပ်ပြီးတော့ကြားမရင်းကျင်းမာတော့တယ်တတိကတော်ကကြားမရင်းကျင်းလိုက်လို့ခြေနဲ့သွားတဲ့အာကွန်ကအင်ကိုပြန်လာခဲ့ပါတော့တယ်တည့်ရက်မှာတော့အမတ်မထင်ပေနဲ့ကိုဝင်ကြလာတဲ့ဖန်ပင်းအတွက်တတိရဲ့သွေးသားဖြစ်နေလို့ကိုဝင်ဖျက်ချလို့အတွက်ဖြစ်လာခဲ့ပေမဲ့တတိကိုလက်စားချေနိုင်ခဲ့တဲ့အာကွန်ကတော့ဒီကလေးကိုမွေးမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ် ဒီကိစ္စကိုတတိကိုပြောပြဖို့အတွက်အာကွန်ကတတိရဲ့ဝမ်ခွဲတူတေရောက်လို့ညာပြီးတော့စကားပြောစရာရှိတယ်ဆိုပြီးတတိရှိတယ်အနှိတ်ခမ်းစီလာခဲ့ပါတယ်။ရှောက်ရောက်ချင်းသူမိမမှာတတိနဲ့ရတဲ့ကိုဝင်ရှိနေပြီဆိုတော့ငါမိမကိုလှဲကျိုးလာထမ်းပေးပါလို့ပြောချလိုက်ပါတယ်။ငွေလဲတောင်းသည်လှဲကျိုးလဲအထမ်းခံရမယ့်တတိကတော့ငွေတပြားမှမပေးနိုင်ကြောင်းနဲ့သူကလေးလည်းမဟုတ်ကြောင်းငင်းလာရင်လည်းအာကွန်ကိုလည်းဒီနေရာကနေနှင်ထုတ်လိုက်ပါတယ်။ တတိကတော့ဒီเจ้าတွေကိုသူမိမဖြစ်တဲ့သူကိုပြောပြလိုက်တဲ့အခါမှာတော့ဖန်ပင်းရဲ့ကိုဝင်ကိုသူတို့လင်မယားကလေးမရနိုင်တာနဲ့စာရင် မွေးစားလို့ရာကြောင်းအကြံပေးလိုက်ပါတယ်။ဒါကြောင့်ပဲကလေးမွေးလာရင်ဖန်ပင်းနဲ့အဆက်အသွယ်မပြတ်စေဖို့နဲ့အခုကလေးကရှင်းနေအောင်သူမအတွက်ပိုက်ဆိုင်မှုတစ်ဝက်ခွဲပေးထားတဲ့စာချုပ်ချုပ်ပေးဖို့အတွက်တိုင်ပင်လိုက်ကြပါတယ်။နောက်တစ်ရက်မှာတော့အကွန်တန်ရှင်းရေလုံနေတဲ့အလုပ်စီလိုက်သွားပြီးတော့ကလေးမွေးစားမယ့်ကိစ္စကိုပြောလိုက်ပါတယ်။တကယ်လို့များဖန်ပင်းမင်းသွေးကအို အာကွန်သွေးက A သူ့သွေးက B ဖြစ်နေတာဆိုတော့မွေးလာတဲ့ကလေးက B သွေးဖြစ်ရင် ကလေးကိုသူ့မွေးပြီးတော့အာကွန်တို့လင်မယားကိုဒေါ်လာ3သိန်းပေးမယ်ဒီကလေးက A သွေးဆိုရင်တော့ကလေးကိုမင်းတို့ပဲမွေးရမယ်ဂျားတွေကနေ O သွေးဆိုရင်တော့ငါတို့နေရောက် DNA စစ်ပြီးတူတဲ့လူမွေးမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့ရင်ဒီကိစ္စကိုသဘောတူပြီးတဲ့နောက်မှာတော့လင်မယားနှစ်တွဲစာချုပ်ချုပ်ဖို့လုပ်နေခဲ့ကြပြီးတတိကအာကွန်ပထမဆုံးတောင်းတဲ့ဒေါ်လာ2000ကိုထုတ်ပေးလိုက်ပါတယ် အဲ့ဒီနောက်တော့သူရဲ့မျိုးစားကနေ DNA စစ်ပြီးတဲ့အခါဒေါ်လာတသိန်းထက်ရမယ်လို့တထေးကဆိုလိုက်ပြီးတော့လေဦးသဘောတူညီချက်အရာစာချုပ်ကိုချုပ်လိုက်ကြပါတယ်။စင်ဂျေဖုန်းရက်ွက်ကအာကွန်တို့တိုက်ခန်းထဲမှာတော့ဖန်ပင်းနဲ့လဲထုံနေကြတဲ့အချိန်တထေးရောက်လာခဲ့တာနဲ့ပပင်းတိုးပါတော့တယ်။တထေးကတော့ဒေါသထွက်သွားပြီးတော့ဗိုက်ထေးကကလေးပြက်ကျသွားနိုင်တာကြောင့်နောက်ဆိုစင်ဂျေချဖို့ပြောလိုက်ပါတယ်။တကယ်တော့ဖန်ပင်းအတွက်ကိုဝင်ဆောင်ဖြည့်ဆွက်စာတွေလာပို့ပေးခဲ့တာ ဖြစ်ပြီးတော့ဘဲဘက်ကိုစောင်းအင်ရင်တားယောက်ကြလေရတဲ့ဖန်ပင်းကိုလည်း ညအိပ်ရင်ဘဲဘက်ဆောင်အိပ်ပို့မှပြီးတော့ပြန်သွားခဲ့ပါတယ်။နောက်နေ့မှာတတိကဖះเจ้าသွားပြီးတော့သားစုပန်ပြီးတော့အပြင်အာကွန်းတို့စီဝင်ခဲ့ပါတယ်။ပင်ပင်ဘိုက်ကိုနေရွက်နဲ့ကရင်နဲ့ကလေးကန်နေတယ်လို့သူ့အဖေကိုနှုတ်ဆက်နေတာပဲလို့ပြောနေပြီးတော့အာကွန်းကလည်းမင်းကလေးဆိုရင်ကလေးကန်တာကိုမင်းခံစားရမယ်ပြောရင်လည်းသူတို့လည်းစမ်းကြည့်ခိုင်းရင်မိသားစုနှစ်စုအဆင်ပြေနေခဲ့ပါတယ်။ဒီလိုနဲ့လားစေရက်စေလို့ကလေးမွေးပြီးတဲ့ချိန်မှာဖန်ပင်းကယောက်ျားလေးကိုအအောင်မြင်မြင်နဲ့မွေးပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းကလေးရဲ့သွေးအုပ်စုကအေးသွေးဖြစ်နေလို့အကွန်းအတွက်အကြံထုတ်ရပါတော့တယ်။ဆရာဝန်းကလည်းအကြောင်းစုံလျှောက်ပြောနေရင်းနဲ့မွေးစင်းရင်းမှာသူကလေးရဲ့သွေးမျိုးစားကိုဘီသွေးပြောင်းပေးလို့တောင်းဆိုလိုက်ပါတယ်။ဆရာဝန်းကတော့ဒီလိုမလုပ်ပေးနိုင်ကြောင်းညှင်းဆိုနေခဲ့ပြီးတဲ့နောက်မှာတော့ဒေါ်လာ၄ထောင်ဆရာကိုလက်ထိုးလိုက်တော့အကြံအလုံးအစင်ပြေသွားခဲ့ပါတယ်။တတိကတော့ဒီလုံရက်တွေကိုမတိပဲနဲ့သူနဲ့တခါလောက်လေးရေနံတူးရပြင်မဲ့သူနဲ့ရခဲ့တဲ့ကလေးထင်ပြီးတော့အကွန့်ကိုလည်းဒေါ်လာတသိန်းချေချေနက်နက်ကြီးပေးလိုက်ပြီး အသက်ကြီးမှာနှစ်ဖာချူဖောက်ခံရတာကိုတော့အပြော်ကြီးပြောနေပါသေးတယ်။ကလေးရမ်းလို့ချင်နေတဲ့တထေးလင်မယားကလည်းကလေးတယောက်ကြားလို့ပြောနေခဲ့ပြီးတဲ့နောက်စာချုပ်အတိုင်းအာကွန့်ကိုဒေါ်လာ3သိန်းအပြင်ဖန်ပေးစင်းုံငါစင်းရင်သူတို့အိမ်မှာ6လလောက်ကလေးကိုစောင့်ရှောက်ဖို့လာနေခိုင်းလာပါတယ်။ကလေးကို6လလောက်စောင့်ရှောက်ပြီးရင်တော့သူတို့လင်မယားစီကလေးကိုထားခဲ့ရမှာဖြစ်ပါတယ်။တထေးအိမ်မှာတော့အပေါင်းအသင်းတွေဖိတ်ပြီးတော့ကလေးမွေးနေ့အထင်းမှကျင်းပဖို့ပြုလုပ်လိုက်ကြပါတယ်။ ဒီပွဲလေးမှာတော့တတိကတော်ကကလေးအမေအဖြစ်တရုတ်ဆောင်ပြီးတော့ဖန်ပင်းတို့ကတော့ကလေးထင်းအဖြစ်နေထိုင်ပေးရမှာဖြစ်ပါတယ်။နောက်နေ့မနက်နိုးလာတော့အသက်ကြီးမှနှစ်ဖာကျိုးသားဦးလေးထားရလို့ပြောနေတဲ့တတိကကလေးကြမ်းကြမ်းမှမှရှိဖို့နဲ့သူစည်းဝါးရေးတွေတိထက်ပိုအဆင်ပြေဖို့အတွက်အမွှေးတိုင်းထွင်ရင်ဖိအားထံမှဆူတောင်းနေခဲ့ပါတယ်။တတိအိမ်မှာတော့မနက်စာအတွက်ပြင်ဆင်နေရင်းနဲ့ဖန်ပင်းတရားကလေးထင်းနေရပါတယ်။ တရက်တော့ဖမ်းမင်းတရားတတိအိမ်မှာအိမ်မှုကိစ္စအကုန်လုပ်ပေးခဲ့ပြီးတော့သူတို့လင်မယားတိုက်ခန်းချင်းလေးတဲကသူမယောက်ျားကြီးတဲ့အိမ်စီပြန်လာခဲ့ပါတယ်တိုက်ခန်းလေးထဲမှာတော့အာကွန်ကအိမ်ရာပေါ်မှာဒေါ်လာတသိန်းနဲ့စွန့်နေတာကိုမြင်တော့နင်အခုဒီဘမ်အပ်သေးတာလားလို့ဒေါသတကြီးမေးလာရင်းနဲ့ညအချိန်လေးကိုဖြတ်တန်းခဲ့ကြပါတယ်နောက်တရက်မှာတော့တတိအိမ်မှာတတိနဲ့တတိကတော့ဖမ်းမင်းတို့တားဖြစ်သူနဲ့ပြောရွှေနေကြကိုမြင်တွေ့လိုက်တဲ့အာကွန်ကတော့စိတ်မကောင်းဖြစ်နေခဲ့ပါတယ် ဒီနေရာမှာတော့တတိကတော်ကအရင်ကတည်းကသူမယောက်ျားဖန်မင်းနဲ့ထက်ဆိုရင်သူမကိုပိုင်ဆိုင်မှုတဝက်ခွဲပေးရမယ်ဆိုတဲ့စာချုပ်ကိုချုပ်ဆိုထားခဲ့တာဖြစ်ပါတယ်။ရလီလူလူအိုတစီတတိကတော်ဖန်မင်းရေချိုးနေတာကိုချောင်းကြည့်နေတဲ့မြင်ကွင်းကိုတတိကတော်ကခါထောက်ကြည့်နေခဲ့ပါတယ်။တတိထွက်သွားတဲ့အချိန်မှာမယောင်မလင်နဲ့ရေချိုးခန်းကထွက်လာတဲ့ဖန်မင်းကိုတော့တတိကတော်ကသပင်ဆောက်ဆွဲပြီးတော့ရန်ရှာနေတဲ့အတွက်သူမလည်းဘူးမတိဘမတိဝမ်းနေနေရပါတော့တယ်။ နောက်နေ့မနေ့အာကွန်နဲ့ဖန်မင်းနဲ့တွေ့တဲ့အချိန်မှာတော့တတိနဲ့ရတဲ့ကလေးမှတ်ပြီးတော့သူ့ကိုထားပြီးတတိနဲ့ပဲတာယာနေသွားမှဆိုရင်နေခဲ့ပါတယ်။သူ့ရဲ့ဆိုရင်စိတ်တွေကြောင့်ပဲအာကွန်နဲ့ဖန်မင်းတို့နှစ်ယောက်သားစကားများပြီးတော့ဒီကလေးကသူ့ကလေးဖြစ်ကြောင်းမယုံရင် DNA သွားစစ်ကြည့်ဖို့ပြောလိုက်ပါတယ်။တကယ်လို့အခွင့်အရေးရရင်သူတို့မွေးရမြေကိုကလေးကိုခေါ်ပြီးထွက်သွားဖို့ပြောခဲ့ပေမဲ့ဖန်မင်းကလက်မခံတဲ့အတွက်နှစ်ယောက်သားစကားများရန်ဖြစ်ကြရင်နှစ်ယောက်သားဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်။ ဒါကိုလက်မလျှော့သေးတဲ့အာကွန်ကကလေးကိုမယမကအိမ်ထဲဝင်ပြီးတော့ကလေးကိုခိုးသွားခဲ့ပါတယ်။ဒီအကြောင်းကိုသိသွားတဲ့တတိကလည်းဒေါသထွက်ပြီးတော့ကိုလားရွှေတွေစီ သူ့ကလေးပြန်ပြီးဆွဲခံရတဲ့အကြောင်းကိုတိုင်ကြားလိုက်ပါတယ်။မကြာခင်ချိန်လေးမှာတော့တံတားပေါ်မှာအာကွန်နဲ့ကလေးကိုပြန်ရှာတွေ့ခဲ့ရပြီးတော့အာကွန်တယောက်အချုပ်ခန်းနဲ့ရောက်သွားပါတော့တယ်။အာကွန်အချုပ်ကျနေတော့အိမ်မှာသူ့စစ်ကြည့်ခိုင်းနဲ့ကလေးရဲ့ DNA မြင်တွေ့လိုက်ရတဲ့တတိကတော့သူ့သွေးသားမဟုတ်ဘဲနဲ့အာကွန်ရဲ့သားဆိုတာသိလိုက်ရပေမဲ့ အခုဆိုရင်သူသားလိုဖြစ်နေတာကြောင့်ဘသူမှမသိအောင်စာရွက်ကိုဖြည့်ဆုပ်ပြလိုက်ပါတယ်။တရက်တော့အချုပ်ကလွတ်လာတဲ့အာကွန်ကတထေးကိုဒေါ်လာတသိန်းပြန်ပေးပြီးတော့သူသားကိုပြန်တောင်းနေချိန်မှာကလေးကိုတင်ရောစင်တွဲနေတဲ့တထေးလင်းကပတ်စံလိုချင်တယ်လို့ပြောဖို့အာကွန်ကိုပြောလိုက်ပါတယ်။အေးအခန်းထဲကသူမိန်းမကိုလေသူနဲ့တူပြန်ပေါင်းဖို့ပြောနေတဲ့အချိန်မှာဖန်ဘင်းကပါသူ့ကိုလက်မခံပေးနဲ့တကားကိုဆောင်းပိတ်လိုက်တဲ့အတွက်၃ရက်အတွင်းသူသားကိုသူ့စီပြန်မပေးရင်တရားရုံးမှာတွေးကြမယ်လို့မိန်းမဖြစ်သူကိုပြောလိုက်ပါတယ်။ အခုအချိန်မှာတော့မိမကလည်းတထေးနောက်ပါသွားခဲ့ရပြီးတော့လောဘနဲ့သူရှာထားသမျှငွေတွေကအသုံးဝင်တော့တဲ့အတွက်လှည့်စားလွန်းတဲ့လောကရန်ကို나ကြီးစေအပြည့်နဲ့သူ့ဘဝကိုမကြင်မနက်ဖြစ်ပြီးတော့ငိုကြွေးနေခဲ့ပါတော့တယ်။ဖမင်းဘက်မှာလည်းယောက်ျားရဲ့ဖီအားရောတထေးလင်မယားရဲ့ချားမှာတော့ဖီအားတွေကိုမခံနိုင်တော့တဲ့အတွက်တထေးထားခဲ့တဲ့ဒေါ်လာ3သိန်းကိုယူရင်းနဲ့နောက်ဆုံးမနက်စာဖြစ်နွားနို့တစ်ခွက်နဲ့ကြက်ဥကျော်ပေးခဲ့ပြီးသူ့သားလေးကိုထွေးချပြီးတော့ပေကျင်းမြို့ရဲ့လမ်းမကြီးပေါ်ထွက်လာရင်းနဲ့ဇလန်းလေးကိုလည်းအဆုံးသတ်ထားပါတယ်။